်မင်္ဂလာပါမျိုးတွေ94နှစ်မြောက်နိုင်ငံတော်ဘာသာနေ့ဖြစ်ပါတယ်ပါလီမန်မတ်ဝနာဂျော်ဒန်ဒေါခင်လာကအစိုးတင်သွင်းပြီးသမ္မတမဝင်မောင်ကလက်မှတ်ရေးထိုးပေးခဲ့ပါတယ်1962ခုနှစ်မှာနိုင်ငံတော်ဘာသာဖြစ်လက်မှတ်ရေးထိုးပြန်ဟန်ပြီးတဲ့အချိန်မှာအစိုးရကိုယ်တိုင်ကကြီးမှုကျင်းပပြီးနိုင်ငံတော်ဘာသာနေ့အခမ်းအနားကိုအောင်မြင်စွာနဲ့ကြီးကြပ်ခမ်းနားစွာကျင်းပတင်ကြတယ် ဘုရားဘာသာဝင်နာအိမ်နာအိမ်ထဲမှာသာသနာလမ်းနေခွင့်ထူကြရဲဥပုပ်တီလာရင်ဆောက်ထူကြရဲအခုသာနာတွေပြုလုပ်ခဲ့တဲ့လေးခုနည်းမြက်လေးဖြစ်ပါတယ်ဒီဘုရားဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြခန့်မှုဥပဒေဆိုလို့ရှိရင်လည်း1952ခုနှစ်မှာစတင်အစိုးတည်သွင်းပြီးတော့10နှစ်တောင်ကြိုးစားခဲ့ရတာဖြစ်ပါတယ်သို့သော1962ခုနှစ်မှာနိုင်ငံရေးလက်ပြောင်းလဲတော်လေးကောင်စီအာဏာသိမ်းလိုက်တဲ့အတွက်အာဏာသိမ်းလိုက်တဲ့အချိန်မှာအဖွဲ့ကြီးပေါ်ခြေတာဥပဒေကပြက်ပြက်သွားတဲ့အတွက် ဒီနိုင်ငံတော်ဘာသာဥပဒေဟာပြည့်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့ကလက်ရှိမှာနိုင်ငံတော်ဘာသာကိုပြန်လည်အသက်သွင်းဖို့အတွက်နိုင်ငံတော်ဘာသာနေ့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြခန့်ပေးဖို့အတွက်ဗုဒ္ဓဘာသာဝင်တွေအားလုံးမှာတာဝန်ရှိကြပါတယ်။ရှင်ကကျမနိုင်ငံတော်ဘာသာနေ့တခြင်းလေးနော်အာတင်ရပေးခဲ့ပါတယ်ဒီသချင်းလေးဆိုလို့ရှိရင်လည်းတစ်တော်မှာအာဘာဖရန့်ညာဖရန့်ဆိုပြီးတော့ခြိုင်းရတာလည်းရှိပါတယ် ဒီလိုမျိုးခန်းကိုကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့နေ့ဆိုလို့ရှိရင်ငါဟာဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့ဒါကြောင့်မို့နိုင်ငံတော်ဘာသာနေ့ငါတို့အိမ်မှာသာသနာ့လမ်းထွက်ထူမဲ့ခေဆိုပြီးကြွေးကြော်ပြီးတတ်တဲ့ရှိရှိရဲရဲဝုန်းဝင်တဲ့ဒီခန်းကို join လိုက်ပါလို့ပြောချင်ပါတယ်။အာကျွန်မဒီလေ59နှစ်မြောက်နိုင်ငံတော်ဘာသာနေ့ကနေပြီးတော့20နှစ်များပေါ့နော်။အာ6နှစ်စရာနိုင်ငံတော်ဘာသာနေ့အာတည်တည်လာပြီးလှုပ်ရှားမှုတွေဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်လက်ကမ်းဆောင်ဆောင်တွေထုတ်ဝေခဲ့တယ်မျှဝေခဲ့တယ်အာသူတဲ့ပြဲရွှေကုံဂျိတော်မြတ်ကြီးမှာပေါ့နော်အမကွန်လာပြင်းနေဆိုရှင်ဖျားဘူးသွားလာတယ်ညားတဲ့အတွက်ဖျားဘူးလာရဲ့ခီးသွားဧည့်တယ်ဖျားဘူးဘုရားဘာသာဝင်နေဘူးသမားတို့အာဟာရဒါနသိလူကြရဲကျမတို့မြို့သားကြီးဒီကောင်မောင်မရဲ့ဆူလောက်စပါမိတော့ပေါ့နော်အာဟာရဒါနသိပြီးတော့ ဟာနိုင်ငံတော်ဘာသာနဲ့ချစ်တော်လာပုံနဲ့နိုင်ငံတော်ဘာသာဘာကြောင့်လိုအပ်ပါရဲ့ဆိုတဲ့လက်ကမ်းစာဆောင်မျိုးကို၆နှစ်ကြာတိုင်းမျှဝေပေးခဲ့လှုပ်ရှားခဲ့ပါတယ်။ဒီခေတ်နှစ်တရာဆိုလို့ရှိရင်လည်းဟာတခြားနေဒီမှာလှည့်လည်ပြီးတော့ကျွန်မနိုင်ငံတော်ဘာသာနဲ့လည်းပတ်သက်လို့ဟောပြောပွဲတွေအာတက်နိုင်တော့လှုပ်ရှားခဲ့ရရှိပါတယ်။အာဆိုတော့နိုင်ငံတော်ဘာသာနဲ့လည်းပတ်သက်လို့ဒီနှစ်တည်းဒီနှစ်တည်းကျွန်မလှုပ်ရှားမှုတွေကတကယ်လို့ရလို့ရှိရင်အနှစ်ချုပ်လေးကိုပြန်ပြီးကြည့်ပေးပါမယ်။ထောင်ကွာ 60နဲ့နှစ်ခုနှစ်မှာနိုင်ငံတော်အာဏာထိန်းသိမ်းမှုတွေပြည်ပသွားတဲ့ပြီးဖြစ်တော်ဒီဥပဒေကိုပြန်လည်အသက်သွင်းဖို့အတွက်ဘုရားဘာသာဝင်တွေဖြစ်တဲ့ရှင်တို့တွေကျမတို့မှာတောင်းရှိပါရဲ့။ဘယ်လိုအောင်မျိုးတွေဒီနေ့ကတော့63နိုင်ငံတော်ဘာသာနေ့ဖြစ်ပါတယ်။ဂျမနီကလည်းနိုင်ငံတော်ဘာသာနည်းနဲ့ပတ်သက်လို့ကျမပြောဖို့ပြရတယ်ရှိပါတယ်။ဘူးဘူးတောင်မြောက်ရေရရှိပါတယ်။ထို့တော့မတ်တော်ကနေပြီးတော့ကျမအကောင့်လေးဖျက်ချခံရရတယ်။ အဲတချို့ကြတော့လေဗုဒ္ဓဘာသာဆိုတာဘယ်သူမှမဖြစ်စည်းလို့မရဘူး။အာမိမိရင်ထဲမှာအနှောင်းသားရဲ့မှာဘုရားတည်ရင်လုံလောက်တယ်လို့ပြောကြတယ်။အမှန်တကယ်တော့နှလုံးသားရဲ့မှာဘုရားတည်ရင်လည်းလုံလောက်ပါဘူး။ကျမတို့ကကျမတို့ကိုယ်ကရဲ့ဘာသာနှလုံးသားနဲ့ကာကွယ်မလားဥပဒေနဲ့ကာကွယ်မလားဆိုရဲကာကွယ်တယ်လည်းလိုပါတယ်။ဥမာဖြင့်အဒီဘောရဘောရစီရောနဲ့ကြည့်ပါတော့အမြင့်ပေ420ပတ်လည်ရှိတယ်။အမြင့်ပေ420ပတ်လည်ဖြစ်တဲ့အတွက် ကမ္ဘာအကြီးဆုံးသောဘောရဘောရဇေယျမြကြီးဟာအင်ဒိုနီးရှားနိုင်ငံမှာရှိပါတယ်။ဒီဇေယျမြကြီးကိုကြည့်ကြည့်အားဖြင့်တစ်ချိန်ကအင်ဒိုနီးရှားနိုင်ငံမှာဘုရားဘာသာဟာနေလို့လို့ခေါ်လာခဲ့တယ်။အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ဘုရားဘာသာဝင်တွေဟာသာသနာ့ကိုအင်မတန်မှအချိမြောက်ခဲ့တယ်။စလုံးသားထဲမှာလည်းဖျားတဲ့တယ်မြေပြင်မှာလည်းပဲကမ္ဘာအခြေစိုးကပေး450အနည်းပင်ရှိရဲ့ဇေရောမဲ့ဒီထားကိုယ်ရဲဆိုတာကိုကြည်ကြားပြီးပြနေပါတယ်။သို့တော်လက်ရှိမှာတော့အင်ဒိုနီးရှားနိုင်ငံမှာနိုင်ငံလူဦးရေရဲ့တိရဂိုင်လုံးတော်မှာ ဘုရားဘာသာကိုးကွယ်သူမရှိတော့ပါဘူး။တုံညတသမတုံညတိရာတိုင်းတော့ပဲဘုရားဘာသာကိုးကွယ်သူရှိပါရဲ့။ဒါဆိုရင်တစ်ချိန်ကလေလူလာလေခေါင်းလာခဲ့ရဲ့ဘုရားဘာသာမှာလေလူလာလေခေါင်းလာခဲ့ရဲ့အင်ဒိုနီးရှားနိုင်ငံမှာဒါကြောင့်ကျမတို့ဘုရားဘာသာကိုလေကျက်ပြောက်ခဲ့ရတော့ဒီတော့ပါတယ်။ဒါဟာဘုရားဘာသာကိုမြေပြင်ပေါ်မှာဖျားတယ်လို့ကြောက်ဆော့တယ်။နှလုံးသားထဲမှာဖျားတယ်ရောလေလုတ်ခဲ့ပြီးတော့မိမိဘာသာကိုအတွန်းရှိဖို့အတွက် သနာပြန်မောင်းရေးအတွက်ဘယ်လိုကာကွယ်ရမလဲဆိုတော့အတိအဉ္စနဲ့ကာကွယ်မှုလေးလည်းမမှန်တယ်လို့ဖြစ်ပါတယ်။ပြန်ပါတာဒီမှာဆိုလို့ရှိရင်အခုလက်ရှိအခုလိုတက်တဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်တို့တို့လက်ကဘာသွားကြမယ်၊ငါးကြုံသွားကြမယ်သူတို့ဟာလက်ကပါနဲ့အင်္ဂါဂျိုဘောတိလက်ကပါနဲ့အင်္ဂါဂျိုဘောတိပြည့်ဟန်ရဘုရားကျောင်းတိဆောက်ဖို့ဒီလိုလုပ်ဆောင်ကြတယ်။ဆိုလိုချင်တာကဟောဒီကပါကြီးပြတ်တော့ပြရင်တော့မှလက်ကပါနဲ့ အင်္ဂါကြုံမှာခရီးအပါသာဆုံးကနေဦးမယ်ဆိုရဲတဘောတက်ရောက်ပါတယ်။ဒါဟာတို့ဘာသာတွေကိုယ်ဝန်ခံချက်ဖြစ်ပါတယ်။တို့သားခံချက်ဖြစ်ပါတယ်။ကျမတို့ဘာသာမှာတော့အာလက်ရှိဗုဒ္ဓဘာသာဝင်အများစုဆိုလို့ရှိရင်လည်းပြောကြလိမ့်မယ်သာသနာတော်နှစ်9000သာသနာနှစ်9000လို့ဘုရားရှင်ကမဟုတ်ခဲ့ပါဘူးပိဋကတ်တော်မှာလည်းပိဋကတ်တော်မှာလည်းသာသနာတော်နှစ်9000ဆိုတာမပါပါဘူးဒါဟာအထကရာဆရာကြီးရဲ့အလုပ်ဆွေရင်းမော်ရှိ အထက်ကရာကြာရေးအလွန်ကြီးပွဲဆိုမှုကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့ကအင်ဒိုနီးရှားနိုင်ငံကိုအတိနမူနာယူတဲ့နဲ့မိမိတို့ဘာသာကိုကိုးကွယ်မှုတစ်ခုတည်းနဲ့မလုံလောက်ဖဲနဲ့ကာကွယ်မှုဘလို့ကာကွယ်ရမလဲဆိုတဲ့ကာကွယ်မှုနည်းလမ်းနေတယ်လိုအပ်ပါတယ်။ဒီလိုပါပဲအာဖဂန်နစ္စတန်မှာဆိုလို့ရှိရင်လည်းကျမတို့ဒီကမ္ဘာအခြေစိုးလို့ရတော်မူနောက်ဘုရားဘာသာဇေတော်ချင်းမြေကြီးတွေရှိပါတယ်။ယခုချိန်မှာဆိုရင်အာဖဂန်နစ္စတန်နိုင်ငံဟာတနိုင်ငံလုံးနေပါအစ္စလာမစ်တွေဖြစ်သွားပါပြီ။ အာဖဂန်နစ္စတန်မှာနိုင်ငံမှာရှိခဲ့ပြီးတော့ကျမတို့ရဲ့ဘိုးဘေးတော်ဗုဒ္ဓဘာသာတွေနေရာမိမိတို့ဘာသာကိုကိုးကွယ်ရုံနဲ့ကိုးကွယ်ပြီးတော့မကာကွယ်ခဲ့လို့ဖြစ်ပါတယ်။ဒါကြောင့်မို့ကိုယ့်ဘာသာကိုကာကွယ်ဖို့ကျမတို့မှာတောင်းဆိုရှိပါတယ်။ ညာမျိုးတို့ရေခုမြင်နေရတဲ့မိခွင်းကတော့ချောတဲ့နည်းနည်းတော့နိုင်ငံတော်ဘာသာလေးခန်းတော်ကိုဘုရားဘာသာဝင်သူတော်ကောင်းတွေမျိုးသားတက်တာလို့ရှားသူတွေကမာရဝိညာဉ်ရောဘွားတော်မြတ်ကြီးကိုဒါရခုမြော်ရင်းနဲ့ကျင်းမနေတာဖြစ်ပါတယ်အဲကျမတို့ဘုရားဘာသာဝင်တွေတခုတည်းပြုရမှာကဒါကြီးနေ့တနေ့လာဖြစ်တယ်အဲနိုင်ငံတော်ဘာသာဖြစ်လက်မှတ်ရေးထိုးခဲ့တဲ့ဒါအတိတ်မှာရွှေတိဆောင်ခဲ့တဲ့နေ့ရက်သားဖြစ်တယ်။ဒါဟာလက်ရှိမှာရွှေတိဆောင်နေရတာမဟုတ်ပါဘူး။ ထပ်ပြီးပြောရမယ်ဒီနေ့ဒီအတိတ်ကရွှေတိဆောင်ခဲ့တဲ့နေ့ဖြစ်တယ်လက်ရှိမှာရွှေတိဆောင်နေရတာမဟုတ်ဘူးဘာကြောင့်လဲဒီဥပဒေဒီ60နှစ်မှာတော်လည်းကောင်းစီအာနာသိမ်းသွားပြီးတော့တော်လည်းကောင်းစီချက်လာတာဖြစ်တဲ့ဒီဥပဒေကပြတ်သွားပြီလက်ရှိမှာနိုင်ငံတော်ဘာသာဥပဒေဆိုတာမရှိတော့ပါဘူးကျမတို့ဗုဒ္ဓဘာသာဝင်တွေကလားဒါကိုအမတ်တရအနေနဲ့ကျမတို့ကျင်းပနေကျင်းတာဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့ကအတိတ်မှာရွှေတိဆောင်ဆိုလို့ပဲလက်ရှိအနာဂတ်မှာရောနောက်လက်ရှိပြစ်ဆုံးပတ်မှာရောနောက်လာကအနာဂတ်မှာရောကျမတို့ဘာသာဒနာအတွက် ဆွေးနွေးဆောင်နိုင်မှုဆိုရင်ဒီဥပဒေကိုပြန်လဲပြီးတော့အသက်သွင်းဖို့လိုအပ်ပါတယ်။ခရီးရဘာသာဝင်တွေမှာသူတို့ဘာသာကိုကာကွယ်ဖို့အတွက်ခရီးရဘာသာကိုနိုင်ငံတော်ဘာသာပြန်ခန့်လာရှိရယ်။အစ္စလာမ်နိုင်ငံတွေမှာလည်းအစ္စလာမ်ဘာသာကိုနိုင်ငံတော်ဘာသာပြန်ခန့်လာရှိရယ်။အဲ့ဒီတော့ကျမတို့ကနိုင်ငံမှာလည်းဗုဒ္ဓဘာသာဖြစ်တဲ့အတွက်လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်36ဒီဘုရားဘာသာဒီနိုင်ငံသားအများဆုံးကိုယ်ခွေအားဘုံလူမိတ္တာနဲ့ပြည်ဆောင်တော့ဘာသာဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာသည်နိုင်ငံသားအများဆုံးကိုးကွယ်ရာဘုံတို့ဝိသေသနှင့်ပြည်ဆောင်သောဘာသာဖြစ်သည့်ဘုံတို့ဝိသေသနှင့်ပြည်ဆောင်သောကြောင့်နိုင်ငံတော်ဘာသာဖြစ်သတ်မှတ်သည့်ဥပဒေတည်းကိုပြန်လည်ပြီးတော့အသက်သွင်းဖို့လိုအပ်ပါတယ်အဲ့ဒီတွဲဒီဥပဒေကလက်ရှိနိုင်ငံတော်မှာအတူကူပြောင်းဆဲကာလဖြစ်တဲ့အတွက်ဒီဥပဒေကိုပြဋ္ဌာန်းဖို့ဆိုလို့ရှိရင်ခက်ခဲတဲ့အနေအထားမဟုတ်ပါဘူး။ကျမတို့ဗုဒ္ဓဘာသာဝင်တွေအားလုံးအားညီညွတ်စွာနဲ့တောင်းဆိုမယ်ဆိုရင် နောက်လာမယ့်နောက်လာမယ့်လာမယ့်နှစ်ဝါကောလာပြည်တွေဟာ နိုင်ငံတော်ကတရားဝင်အသိမဲ့ပြုတော့ဘာကောင်လားပြင်းနေနိုင်ငံတော်ဘာသာနဲ့ဖြစ်ပါလိမ့်မယ်ဒါဟာအခုလက်ရှိကျင်းပနေရတော့ကျမတို့ကအတိတ်ကိုတန်းတပြီးတော့ကျင်းပနေတာဖြစ်တယ်လက်ရှိမှာပြစ်စုံပံမှာကျမတို့ရွှေကြီးမဆောင်နိုင်ပြီပါလို့ရှင်ဒါကိုကျမကသတိပြုစေချင်ပါတယ်ကျမတို့ဒီဥပဒေကိုအမြန်ဆုံးနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းပြီးဖို့ကျမတို့ဗုဒ္ဓဘာသာဝင်မှာတောင်းရှိပါတယ်ရှင်